ညီကိုတို့သိပြီပြီလားကျွန်တော်တို့ဂုတ်ကြီးလီယိုနယ်မက်ဆီကိုတိုင်ဦးစီးပြီးတော့ကျင်းပါမယ်မက်ဆီဖလားလို့အမည်ပေးထားတဲ့ပြိုင်ပွဲလေးအကြောင်းမက်ဆီဖလားပြိုင်ပွဲကတော့ကမ္ဘာတလောကအကောင်းဆုံးအကယ်ဒမီတွေရဲ့အခုအကယ်ဒမီ၈ခုပါမယ်ဒီပြိုင်ပွဲကဒီတစ်နှစ်တည်းမဟုတ်ဘူးနောက်တစ်နှစ်လည်းကျင်းပါအောင်ဆိုတော့နောက်နှစ်တည်းကျအကယ်ဒမီတော့ပိုလာမယ်အကယ်ဒမီ၈ခုကနေပြီးတော့၁၆နှစ်ရောက်လူငယ်လေးပြိုင်ပွဲပြိုင်ပွဲပေါ့နော်မက်ဆီရဲ့တာအကြီးကောင်ပေါ့နော်တီယာဂိုမက်ဆီကအသက်17နှစ်အင်တာမိုင်မီအကယ်ဒမီမှာကစားနေတယ်ရော်နယ်ဒိုရဲ့တာရော်နယ်ဒိုဂျူနီယာအသက်15နှစ်အင်နာဆာအကယ်ဒမီမှာကစားနေတယ် တားနှစ်ယောက်ကလည်းတိတ်တော့မကောင်းတော့သုံးနှစ်ပဲကွာတယ်ကျွန်တော်တို့ကိုကြီးမစီပြောတာဒီပြိုင်ပွဲကပြိုင်ပွဲတစ်ခုတည်းနဲ့မဟုတ်ဘူးတခြားသောအစီအစဉ်တွေလည်းအများကြီးပါမယ်အဓိကဦးတည်တဲ့ရွေချက်ကတော့နောက်နာကမျိုးဆက်တွေကိုရွေပြီးတော့ဒီပြိုင်ပွဲကိုကျင်းပတာဖြစ်တယ်။ဘယ်အသင်းတွေပါလဲဆိုတော့အရင်မပြောခင်ဘယ်ချိန်ကျင်းပမှာလဲကျင်းပမှာတော့2025ဒီဇင်ဘာ9ရက်နေပြီးတော့14ရက်6ရက်ကျင်းပမှာဖြစ်တယ်။ဘာမှာကျင်းပမှာလဲဆိုတော့အမေရိကန်ပေါ့နော်အမေရိကန်မှာပဲကျင်းပမယ်။အရေးကြီးတဲ့ပွဲအနေနဲ့ final ပွဲတွေကို Lionel Messi တို့ Argentina မနက်ကကံွားတဲ့ Chase Stadium ပေါ့နော် X Stadium ယူမှာ final ပွဲကိုကျင်းပမယ်ကျင်းပမယ်ပုံစံဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အရင်ကကြည့်ခဲ့တဲ့ဘောလုံးပွဲတွေလို့အများကြီးတော့ကြောင်မဟုတ်သူက6ရက်တည်းကျင်းပမှာပုံစံအနည်းဆက်ဆိုအခုကျွန်တော်တို့ကြည့်နေတဲ့ Mobile Legend တို့ PUBG တို့ပုံစံမျိုး eSport tournament ပုံစံမျိုးပဲအသင်း၈တင်းကို group နှစ်ခုခွဲလိုက်မယ် group နှစ်ခု round robin ကစားပြီးတော့ playoff stage တွေရှိမယ် knockout stage တွေရှိမယ်ပြီးရင် final အဲ့လိုမျိုး6ရက်တည်းနဲ့အပြီးကျင်းပမှာပေါ့နော်ဘယ်လိုကြည့်ရမှာလဲအခုချိန်မှာ messy cat ဆိုတဲ့ website မှာလက်မှတ်တွေကစပြီးတော့ရောင်းနေပြီ digital platform တွေကတော့ဘယ်မှာပြမလဲဆိုတော့အခုထိတော့မပြောသေးဘူးသူတို့အသေးစိတ်တွေနောက်ထပ်ထပ်တင်မှာပေါ့နော်အဓိကအရေးကြီးတာဘယ်အသင်းတွေပါမှာလဲပထမဆုံးတစ်ကတော့ Inter Miami Academy Inter Miami Academy ကအခု Messi ရဲ့တာ Thiago Messi အသက်12နှစ်ကစားနေတဲ့ Academy နောက်ထပ်အသင်းကြီးတွေမှာဆိုရင်တော့ Barcelona ကျွန်တော်တို့ရဲ့ La Masia Academy La Masia Academy ပါတော့တော်တော်လေးကြီးကျင်တယ်ပြီးရင် Manchester City ပါမယ် Chelsea ပါမယ် River Plate Academy Inter Milan Academy Atletico Madrid Academy နောက်ဆုံးအနေနဲ့ Messi ရဲ့ ငယ်ဘဝပထမဆုံးအသင်းဖြစ်တဲ့ New West Old Boy Academy တို့ပဲဖြစ်တယ်။မက်ဆီဖလားလို့အမည်ပေးထားတဲ့ Academy ကောင်းတွေကအသက်16နှစ်ယောက်လူငယ်လေးပြိုင်မဲ့ပြိုင်ပွဲကျွန်တော်တော်တော်လေးကိုယဉ်ခုန်နေပြီ